ထိုင်းမြန်မာနယ်စပ်အနီးမှာရှိနေတဲ့စစ်ကောက်စီရဲ့တပ်စခန်း၅ခုကိုကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ပူပေါင်းအဖွဲ့တွေကမီလာနောက်ဆုံးပတ်ထဲမှာသိမ်းယူနိုင်ခဲ့ပါတယ်အဲ့ဒီတပ်စခန်းတွေဟာထိုင်းနယ်စပ်အနီးကရင်ပြည်ကော့ကရိတ်မြို့နယ်ထဲမှာရှိပါတယ်။ကရင်အမျိုးသားစည်းရုံး KNU တပ်မဟာ6နယ်မြေအတွင်းကစစ်ကောက်စီစခန်းတွေလည်းဖြစ်ပါတယ်။ မေလ30ရက်နေ့မနက်ပိုင်းမှာထိုင်းမြန်မာနယ်စပ်အနီးရှိကရင်ပြည်မြဝတီခရိုင်ထဲကစစ်ကောက်စီရဲ့ဘရင်တော်တပ်စခန်းနဲ့မော်ခီတပ်စခန်းတွေကို KNL ပူပေါင်းအဖွဲ့တွေကသိမ်းယူလိုက်ပါတယ်။အဲဒီဘရင်တော်တပ်စခန်းကစစ်ကောက်စီတပ်သားတွေဟာထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးသွားတယ်လို့မြေပြေတည်ရင်မြစ်တွေကပြောပါတယ်။မေလ23ရက်နေ့တော့ကဘလဲတူတပ်စခန်းမေလ28ရက်နေ့မှာတော့ကနဲလီတပ်စခန်း မေလ29ရက်နေ့မှာရွှေအေးမြိုင်ဝါမိထသက်စခန်းနဲ့မေလ30ရက်နေ့မနက်ပိုင်းမှာတော့ဘရင်နောက်သက်စခန်းနဲ့မော်ခီသက်စခန်းတွေကိုထပ်ပြီးသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။နေဆက်တလျှောက်ကတိုက်ပွဲတွေကြောင့်မြန်မာဘက်ခြမ်းကဒေသခံတွေကထိုင်းဘက်ခြမ်းကိုစစ်ဘေးရှောင်နေကြရပါတယ်။